ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာ channel ကနေအပတ်စဉ်နေဆက်ပြနေတဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်တနင်္ဂနွေနေ့တင်ဆက်မှုဖြစ်ပါတယ်အဲ့တော့ပြည်သူတွေမနေ့ကကြီးခဲ့ရတယ်ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်မှာပြောခဲ့သလိုပဲဒီတစ်ပတ်ကနိုင်ငံတကာဘောလုံးပွဲတွေကစားတဲ့အချိန်မျိုးတွေအတွက်ကြောင့်အမှတ်ပေးဥပမာအမှတ်ပေးဘောလုံးပြိုင်ပွဲတွေရန်နာလာတယ်အဲ့တော့ကျွန်တော်တို့ဆွေးနွေးတင်ဆက်မဲ့အကြောင်းအရာတွေက let the law premier league ရဲ့ဒီစက်တပွဲကစားပြီးတဲ့အခြေအနေလေးတွေကိုပြန်ပြီးတုံ့သက်တယ်ပြီးတော့ let the law ဘောလုံးလောကမှာဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ တွေးမိတာလေးကိုဒီနေ့မှဆက်လက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ထုံးစံတိုင်းပဲကိုစွန်းဝင်းစောနဲ့ကိုချင်းကြီးကကျွန်တော်နဲ့အတူပေါင်းဆွေးနွေးသွားကြမှာဖြစ်ပါတယ်ခင်ဗျာဆွေးနွေးတော့ကိုချင်းကြီးမင်္ဂလာပါမင်္ဂလာပါကိုမေဆွေကြီးကဲအဲ့တော့ကျွန်တော်ဒီနေ့တော့ဟိုဟိုပေါင်လေးရေနဲ့ဘယ်သိန်းချောင်းကိုပြောရင်ဘယ်သိန်းရတော့မပြောလို့ခြံထားခဲ့လို့မရဘူးပေါ့လေဘသူပြောရင်ဘယ်ချောင်းလေးရပါမယ်ဆိုတာလေးခဏဖယ်လိုက်မယ်ကျွန်တော်ဘောလုံးနဲ့ပတ်သက်ပြီးကောင်းလို့ရရကျွန်တော်တွေးမိရလေးတွေအာစိတ်သက်ရှိရလေးပေါ့လေတချို့အားတွေကြတော့ဟိုကျွန်တော်တွေးထားပေမဲ့ကိုစွန်းဝင်းစော ဟိုကြားနေတဲ့အကြောင်းလေးတွေတင်းလေးတွေကြားမိနေတဲ့ကိစ္စလေးရှိမယ်ကိုချင်းကြီးကလည်းအဲ့လိုလေးရှိမယ်ပေါ့လေဆိုတော့အဲ့လိုအကြောင်းအရာလေးတွေကတခါလေးပါလေပြည်သက်နဲ့ပူပြီးထပ်တူကြနိုင်တဲ့ဟာမျိုးပေါ့လေကျွန်တော်တို့ဟိုအရင်တော့ဟိုတခြားရုပ်တံတွေမှာတင်ဆက်ခဲ့တယ်ပေါ့အဲ့ဒါလေးလည်းပြန်အမှတ်ရအဲ့တော့ဒီဝင်းစက်တစ်ပြီးရတဲ့အခြေအနေလေးတွေမှာကျွန်တော်အရင်စပြောလိုက်ကောင်းပါတယ်နော်ကျွန်တော်တွေးမိတာလေးကျွန်တော်စပြောလိုက်ကောင်းဆိုအဓိကကိုပြောချင်တယ်ကိုကကိုစောင်းရအကြောင်းလမ်းကြောင်းရှာတာဟုတ်ကဲ့ကိုပြီးတော့ကိုကကိုပြောလိုက်တော့ဆိုတော့ ဲ့တော့ကုချင်းကြီးစောစောပြောခဲ့တဲ့အထဲမှာပါတယ်ပြီးခဲ့တဲ့မနေ့ကပြောခဲ့တဲ့အထဲမှာပါတယ်အဓိကကစိတ်ပိုင်းဆိုင်ရာပေါ့လေအာဆင်နယ်ကဆန်နာလိုင်းကိုဂူမပေးရဘူးလို့ထင်ထားတယ်ဂူပေးလိုက်ရတဲ့အချိန်မှာစိတ်ပိုင်းဆိုင်ရာကသူ့ကိုချောက်လန့်မှုဖြစ်လာအဲ့လိုပဲဒါဂူတကူနဲ့ပွဲတပွဲတွေမှာဖြစ်ခဲ့တဲ့သူ့ရဲ့စိုးရိမ်မှုအဲ့ပြီးခဲ့တဲ့၃နှစ်မှာကအဲ့လိုချန်ပီယံစုအတွက်ကြိုးစားကြတဲ့အခါမှာအဲဒီစင်မှာရောက်ရင်ငါတို့ကဘာဖြစ်လိမ့်မလဲငါတို့တော့မှလိုက်နေမယ်စီးရကျော်ဖြတ်သွားမယ်ဆိုရဲစိတ်ပိုင်းဆိုင်ရာချောက်လန့်မှုအဲ့တော့ ကျွန်တော်တို့အဲ့အရာတွေကိုခြံထားပြီးဒီနေ့ကအာဆင်နယ်ကပုံပြီးအရွယ်ရောက်လာပြီးပုံပြီးရင်းချက်တဲ့အသင်းတင်ဖြစ်လာပြီးဆိုကျွန်တော်တို့ဒီရှေ့မှာအထက်ထက်ပြောခဲ့ရတယ်ပေါ့လေအဲ့တော့ဟိုစိတ်ပိုင်းဆိုင်ရာဆိုတာလေးကိုပြောချင်တာပေါ့အဲ့တော့ဘောလုံးအသင်းတစ်သင်းမှာ physical ပိုင်းဆိုင်ရာဒီ training တွေလုပ်ကြရဲကစားကြရဲအဲနီးပြီးွားတွေနီးစနစ်တွေထားပါတော့ဒီဘောလုံး၁၁ရောက်ရှင်းပြန်ကစားကြရဲဒါပေမဲ့အဲဆော့ဆော့ပြောတဲ့စိတ်ပိုင်းဆိုင်ရာဆိုတဲ့ဟာသူတို့ဂူပေးလိုက်ရတဲ့အချိန်မှာသူတို့ကမပေးရဘူးလို့တွေးထားတယ်ပေးလိုက်တဲ့အချိန်မှာစိုးရိမ်စိတ်တွေဝင်လာဆိုတော့အဲ့ဒါကလည်းဟို ပွဲတစ်ပွဲတည်းမှာတော်တော်လေးအေးပါတဲ့ခန်းကန်တာမှာပါတယ်ပေါ့လေဒီကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေပေါ့လေပြီးတော့ဟိုအတွေးခေါ်တွေပေါ့လေဆိုတော့ကြွချင်တာဘောလုံးမှာလည်းအဲ့လိုနီးပြားတွေရဲ့အတွေးခေါ်တွေသာမတော့အမိုရင်ကဆက်သွားပြောခဲ့တဲ့3ဘက်ကိုခေါင်းပါတယ်သူတောင်ဟိုပုံပုံပိုင်းပြီးပြောတော့မပြောဘူးဒီအတွေးခေါ်တွေပေါ့သူခေါင်းပါတယ်တောင်မလုပ်ဘူးအဲ့လိုပဲအာတီတာက तू အဲ through the process ဒါကိုယုံကြည်ပါသူတို့အတွေးခေါ်တွေပါအတွေးခေါ်တွေပါဒါလည်းအခြေခံပြီးဆက်သွားတယ်ပြီးတော့ curricular ကိုတည်ဆောက်နေတဲ့ဘောလုံးနဲ့ပတ်သက်တဲ့ ideology တွေ train နေဒါလည်းအတွေးခေါ်တွေနဲ့ပဲဆက်ဆက်လာခဲ့တာပေါ့အစိတ်ကူးတွေအတွေးတွေစိတ်ပိုင်းဆိုင်ရာတွေပေါ့အဲ့မဲ့ထူးဆန်းတာဘောလုံးကကိုင်းနေမှာခြေထောက်နဲ့အားလုံးခံနေကြတာဒါပေမဲ့အဲ့ဒါတွေကိုခွန်နဲ့အားနဲ့ physical ဘိုင်းသုံးမိခံနေကြတာဒါပေမဲ့အဲ့ဒါတွေကိုဆက်သွားဖို့ကဘယ်လိုကစားခွင့်နဲ့ကစားမှာလဲဘယ်သူ့ကိုရက်တက်မှာလဲဘယ်သူ့ကိုဘယ်လိုလောက်အောင်မလဲ အဲ့ဟာတွေကအတွေးခွန်နဲ့စိတ်ပိုင်းဆိုင်ရာတွေပြီးတော့ပွဲတွေမှာဖြစ်လာတဲ့အပြောင်းလဲတွေမှာလိုက်ပြီးပြောင်းလဲတဲ့စိတ်ခံစားမှုတွေပေါ့အဲ့တော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာတွေကဘောလုံးရဲ့ဒီဒီအသေးရဲ့အောင်မြင်မှုတွေပေါ်မှာလဲတော်တော်လေးလွှမ်းမိုးမှုရှိတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဟိုးအရင်ကျွန်တော်ငယ်ငယ်တည်းကကြားဘူးတွေဟိုနယ်သာလန်တူတက်ဖုတ်ဘောကစားလို့အတွေးခေါ်တွေနော်ဟိုဘောလုံးရဲ့ ideology အယူတွေပေါ့လေကျွန်တော်တို့ဟိုဝါရီယိုလာရဲ့ဒီဂီတာကာတို့လူရွေ့အပြောင်းလဲအဲ့တော့ကျွန်တော်ဘောလုံးနဲ့ပတ်သက်တဲ့ ဒီ ideology တွေအထွေးခေါ်တွေအကြောင်းဟိုဟိုပြောနေတာပေါ့နော်ပြောနေတာဆိုတော့တိမြင်နှက်ဆက်တဲ့လူနေနဲ့ပညာရှင်ရှုတော့နေမဟုတ်ဘူးဟိုဘယ်လိုပြောမလဲကြားမှုတဲ့နားထောင်မှုတဲ့အကြောင်းအရာတွေကကိုတိတလူခံစားပြောဆိုပြီးဆွေးနွေးဖို့လေးတွေပြောနေတာပေါ့အဲ့တော့အဲ့စိတ်ပိုင်းဆိုင်ရာတွေကအတင်းတင်းအောင်မြင်မှုတဲ့ဘလောက်ဟိုတွန်းအားပေးနိုင်တယ်လို့ဟိုရုပ်ချင်းဆိုလို့အောင်မြင်မှုတွေကနေကြာရှုံးသွားဖို့ဘလောက်ဆွဲချသွားနိုင်တယ်လဲ ဘာတွေကအရေးကြီးတယ်လဲအဲ့အတွက်နီးပြတွေကဘယ်သိန်းကိုဘယ်လိုစိတ်ပိုင်းဆိုင်ရာမြင့်တင်မှုတွေလုပ်ပြီးတော့ဘယ်နီးပြတွေကတော့လုံနိုင်တာအားနည်းခဲ့တယ်အဲ့အလေးတွေဆွေးနွေးကြင်တာပေါ့နော်အဲ့တော့ကုချင်းကြီးမြင်တော်လေးပြောပြပါအောင်ကျွန်တော်အစားဆွဲထုတ်တာလည်းပြည့်စုံလားမသိဘူးမပြည့်စုံလည်းလည်းဖြစ်ပြီးပြည့်စုံလုံးနေအကိုကဈေးထိုးတာအဲ့ဒါကြီးကရန်ကြီးွာလားမသိဘူးဟိုပထမဆုံးအကိုပြောသလိုပေါ့နော်ဒီမှာကျွန်တော်တို့ကိုယ်တိုင်လည်းဒီဟာလေးနဲ့ပတ်သက်ပြီးတော့တကယ်ကိုပညာရှင်လည်းမဟုတ်ဘူးဟို ဘောလုံးပွဲတွေကိုကြည့်တဲ့အမြင်လောက်ပဲရှိတာဗောလေစိတ်ပိုင်းဆိုင်ရတယ်အခုပြောတဲ့ဟာတော်တော်လေးလေးနက်တယ်နောက်ွယ်မှာဟိုကျွန်တော်တို့ဘောလုံးကွင်းထဲမှာမမြင်ရတဲ့နောက်ွယ်ကဟိုအသင်းအင်တင်းကိုနီးပြရဲ့ control လုပ်တဲ့ motivation ပေးတဲ့ဟာလေအသင်းအသင်းကိုတိဆောက်တဲ့စိတ်အားဖြင့်လူတွေကကျွန်တော်တို့စိတ်ဆုံးဖြတ်ပြီးတော့မှကျွန်တော်အလုပ်တစ်ခုလုပ်တော့မယ်ဆိုလဲအစားအဝတ်ဖြည့်တော့မယ်ဆိုလဲငါဒီနှစ်တော့ရောက်အောင်ဖြည့်မယ်ဆိုလဲစိတ်ပိုင်းအဲ့ခိုင်မာမှုတစ်ခုရပြီးတော့မှကျွန်တော်စူးစမ်းတာနောက်က effort နောက်ကလိုက်ပလန်ပေါ့နော် show လိုက်စိတ်ရှော့လိုက်ပြီဆိုတာမျိုးဆိုရင် ဘာမှတိတ်မလုပ်ဖြစ်တော့အာဆင်နယ်လို့သွားပြီးဒုက္ခ short တလို့တော့မရအောင် short တလို့မရအောင်ဆိုတာလေအဲ့စိတ်ပိုင်းဆိုင်ရာအရာသူတို့အလိုလေးထိခိုက်တယ်သူတို့မှာ pressure လေးဖြစ်တယ်ဆိုတာတကယ်ဟုတ်နိုင်တယ်ဖြစ်တယ်အဲ့စိတ်ကအရေးကြီးတယ်စိတ်နယ်အရင်သွားတာထားပါတော့ကျွန်တော်တို့ငငယ်အသိမှုတာလေဒီ destiny ကိုဒီထင်တာလားအဲ့ဒီစင်အဲ့တော့ချိန်တစ်ထောင်လောက်လောက်တာအေးအတူသားကိုအခုလိုစဉ်းစားမိပြက်နေတယ်ဖျောင်းနိုင်တဲ့ရေနေသီးသွားဝင်လိုက်ရင်ဒါမတီးရင်မြတ်တော့အဲ့တော့မီးရှင်ကောင်းပါပဲလို့တွေးမိတယ်စိတ်ပိုင်းဆိုင်အတူတူပြောတာပါသူတွေးမိရတဲ့သူစူးစမ်းတယ် ပြီးတော့အခုတို့ new dan နေရာမှာပန်းစည်းတစ်လုံးကျွေးကြလာတယ်အဲ့ဒီချိန်မှာစဉ်းစားမှာပန်းစည်းကျွေးကြလာရင်ကောက်စားလိုက်လေအရင်စဉ်းစားကြမလို့လေဥမာအဲ့တော့ဒီပန်းစည်းကျွေးကြလာတာကိုဒီကျွေးကြရင်ကောက်စားလိုက်ဒါမှမဟုတ်ရှင်အော်ထိုက်ဘယ်လိုအပင်သွားလို့ထိုက်ကြလာအောင်ဒါပဲအခုတို့စဉ်းစားပါလေဒါပဲအဲ့တဲ့သူကြော်ပြီးစဉ်းစားတာဝမ်မီကြီးရဲ့ဆွဲအားဖြစ်နေတာသူစဉ်းစားတာပြောနေတာအဓိကစိတ်ပိုင်းဆိုင်ရာအဲ့စိတ်ဆော်မှုတွေနဲ့တွေးတော်မှုတွေးခေါ်မှုတွေကနောက်ထပ်လေဗယ်တစ်ခုကိုသွားတာပေါ့လေအဲ့အဲ့တော့ဒီဘလုံးမှာလည်း အဲဂွာရီယိုလာတို့ရဲ့တီထွင်မှုတွေတို့ဒီဒီဟိုဘယ်လိုပြောရမလဲအာတီတာရဲ့အသေးပုံမှာစိတ်နဲ့ပိုင်းဆိုင်ရာမြင့်တင်မှုတွေလို့ဒါတွေကတကယ်လို့လိုအပ်တယ်ပြောချင်တာလေအဲ့ဒါကျွန်တော်ပဲပြောရင် sorry ဥချင်းချင်းပြောအခုပြောတာမှန်ပါတယ်ဟိုအခုဥနာအခုဥမာပေးတဲ့ဟာပေါ့အာစနယ်ဒီလိုဖြစ်နေတဲ့ဟာကဥမာစောင်းဝင်လာပြီဗျာဟိုအားလုံးပြောနေရစစနောက်နေကြတယ်ပြိုင်ပြိုင်သိနေရအာစနယ်ပိတ်သက်ဒီကိုယ်တိုင်လည်းဒီလိုအချိန်နေဆိုရင်ဒီလိုထထဖောက်တတ်တာကိုသူတို့ကိုယ်တိုင်လည်းသိတယ်ဘာကြောင့်ဖြစ်နေမှန်းလည်းမသိဘူးဒါပေမဲ့ အဲ့ဒါကြီးကအတိတ်မှာလည်းဖြစ်ခဲ့တယ်ဒါမျိုးထပ်ဖြစ်မှာကိုလည်းစိုးရိမ်နေရတယ်မသိသိကလေးမှာဒီနှစ်တော့မဖြစ်ပါဘူးလို့တော့မန်တင်းနေရတာဗောလေဒါပေမဲ့ကစားမားတွေဘက်ကကြည့်ရင်ဒါတွေကရှိမှာပဲဗျာသူတို့လည်းကျွန်တော်တို့လိုပဲအသွေးနဲ့ကိုအသားနဲ့အကိုပဲဟုတ်တပွဲလောက်တလူဖြစ်သွားပြီဟေးဆိုရင်ငါထပ်ဖြစ်ပြန်ပြီလားငါဒါကြီးကိုထပ်ကြုံနေပြန်ပြီလားအဲ့ဒီမသိစိတ်ကနေအတွေးတစ်ချက်ကဝင်လာကောင်းဝင်လာနိုင်တယ်ဒါဝင်ကြမလဲဝင်မယ်ဒါကျွန်တော်တို့ကအတိအကျအာဆန်နယ်အဲ့ဒီလန်ဒန်မှာသွားရှိပြီးတော့တေချာအင်တာဗျူးတွေလုပ်ပြီး research တွေလုပ်ပြီးတော့စာပေတွေလုပ်ထားတာမဟုတ်တော့ဒါကျွန်တော်တို့ ခံစားရတဲ့ feeling လေးကိုပြောပြရအောင်ဥပမာထားပါတော့စတန်လန်းနဲ့ပွဲပြီးမှဒါဝင်ကြီးမလည်းဝင်ငါတို့ဖြစ်ပြန်ပြီလားမသိဒီလိုအရင်ကြုံခဲ့ဘူးတဲ့ပြဿနာကြီးနဲ့ထပ်ကြုံပြန်ပြီလားမသိငါတို့အဲ့တည်းပြန်ပိတ်မိပြန်ပြီလားမသိနောက်ကလိုက်လာတဲ့တဲ့လည်းငါတို့အရင်ကြော်ဘူးတဲ့အဲ့တည်းပဲနောက်နောက်ချိန်ငါတို့ဒါဖြစ်ဖြစ်ပြန်ပြီလားမသိအဲ့လိုတွေ feel ဒါကိုကျွန်တော်တို့စိတ်ပန်းဆိုင်ရာလို့ပြောကြတာပေါ့နော်စိတ်မလုံးကြုံမှုပေါ့ဒါအရှိမဖြစ်ခဲ့ဘူးတဲ့ဟာမျိုးတွေနောက်မှအဲ့လိုအရေးအယောင်လေးတွေ့ပြီဆိုတာနဲ့ဟာငါဒါကိုထပ်ကြုံပြန်ပြီလားဆိုတာမျိုးလူတွေမှာအဲ့လိုမျိုး psychology တွေရှိတယ် ီးတော့အခုပြောလို့ဘောလုံးပွဲတွေမှာကျွန်တော်နီးပြူရတယ်မြင်ရတဲ့ formation ကဘယ်လိုသွားမလဲဝင်းကနေသွားမလားအလေကနေသွားမလားအတူ position gain သွားမလား counter တွေသွားမလားဒါတွေကကျွန်တော်တို့မြင်ရတဲ့နီးပြူရတယ်ပြောတဲ့ tactical change ဝင်းတွဲမှာဘယ်သူကိုထုတ်ပြီးတော့နောက်တန်းအောင်ထုတ်ပြီးတော့3 back ကနေပြီးတော့အဲ4 back ပြောင်းလာတာတွေကျွန်တော်တို့4 back ကနေမှနောက်တန်းထုတ်ပြီးတော့တိုက်စစ်ကို၄ယောက်လောက်တုံးပြီးတော့ဟိုတိုက်စစ်မြှင့်လိုက်တာဒါတွေကကျွန်တော်မြင်ရတဲ့နီးပြူပါတယ်မမြင်နိုင်တဲ့နောက်ွယ်မှာကျတော့နီးပြရရဲ့အဲ့ဒီစိတ်ပန်းဆိုင်ရာလေးတွေတယောက်ချင်းစီကိုအသိမ်းလိုက်ကို အတီတာဆိုကြော all on အသင်းမှာမြင်ရပါတယ်သူဆိုမီဒီလေးတွေယူလာတယ်မီဒီလေးကိုဖွင့်ပြရတယ်အခွေကိုလည်းသူနီးပြတစ်ယောက်ကပွဲမတိုင်ခင်မှာဒါကိုအဲ့ဗီဒီယိုကြည့်ပြီးတော့မှကျွန်တော်သိတာဒါဝင်ပွင့်သုံးဝင်ခင်တာမတိုင်ခင်မှာတော့နီးပြတွေသူတို့ပွဲနဲ့ပတ်သက်တဲ့ game နဲ့ပတ်သက်တဲ့ awareness တွေသူတို့ဘာလုပ်ရမလဲဆိုတော့ညွှန်ကြားလိုက်မယ်လို့ထင်ထားတယ်ထင်တာနဲ့အမြင်နဲ့လုံးဝဘာမှကိုမဆိုင်ဘူးအတီတာလုံနေတဲ့အလုပ်ကအဲ့ဒီ game ကြောင်းနဲ့အဲ့သူကစားသမားတွေ player မှန်လဲမှန်ပါတယ်ကျွန်တော်ရေဘူးကကြက်တယ်အဲ့တော့မှပြန်စဉ်းစားမိဒီကစားသမားတွေက သူတို့နေရမှာသူတို့အကောင်းဆုံးလို့ထင်လို့ဒီအသင်းကသူတို့တယောက်ချင်းစီကိုခေါ်ပြီးတော့သုံးတယ်။သူတို့ဘလုံးဘလူးကဲမ်းရဆိုတာနီးပြလိုက်သိအာဒီတာတင်လဲတင်မနေဘူးကျွန်တော်တို့သာအတွေးမားနေတာနီးပြကသားသမားတွေမင်းကဘလူးကန်ဘလူးဘယ်အချိန်နဲ့ထိဘလူးကန်လိုက်ဒါတွေမသိဘူးသူတို့ကဘေးစစ်တွေမသွားဘူးသူတို့သွားနေတာကအဲ့စိတ်ပန်းဆိုင်ရတယ်ကွင်းတွင်းမှာဘလူးအချိန်နဲ့ကြုံလာရင်ကိုဘသာကိုဆုံးဖြတ်ပြီးတော့သွားလို့ရအောင်ပြီးတော့အသင်းလိုက်ဟန်ချက်တစ်ခုရအောင်အဲ့ဒီစီချက်နဲ့ရတန်တစ်ခုကိုပဲသူတို့သွားနေတာဘောလုံးမှာကကျွန်တော်တို့ညင်ရတဲ့နီးပြရတဲ့နီးစနစ်တွေအခုက ideology တွေ tactic တွေအဲ့ဒါတွေအများကြီးရှိကြပါတော့ဒါတွေကအားလုံးရဲ့မြစ်ဖြားခံရကအခုနောက်လို့စိတ်ကူးစိတ်တန်းအဲ့ဒီစိတ်တွေနဲ့ပဲစပြီးတော့တွားခဲ့တာကျွန်တော်တို့ဟိုကြုံခဲ့ဘူးပါလေအခုပြောခဲ့ဆွဲထုတ်ခဲ့ Joan Craig ရဲ့ဒိုတဲ့ football တွေဟိုတီဂီတကာတွေအများကြီးရှိပါတယ်ကျွန်တော်တို့ Premier League ပါဆိုရင်တော့ Fauzan Air Dryer ဒီကစားမတွေစူပူချိန်မောင်းတာဆိုရင်တော်တော်လေးနာမည်ကြီးရယ်လေအဲ့ဒါလေအဲ့ဒါလေစူပူချိန်မောင်းတာလည်းပြောအခုမြန်မာထုံးစံမှာသလို့ရှိရင်လေ အရင်တော့မစူလို့နဲ့ထားလိုက်တော့သူအရင်ဆုံးရှုံးသွားမှာပေါ့လေထားပါတော့ဟိုကိုချင်းကြီးကဆောင်းဝဲပြီးတော့ဆောင်းဝဲကဝင်တယ်မင်းခိုးပုတ်ချက်ပြီးလားခိုးပုတ်ကိုကြည့်လိုက်အောင်နော်ခိုးပုတ်ကမေးမလားမသိဘူးအဲ့မှာစိတ်ချုပ်ပါအခုတို့မြန်မာရဲ့ထုံးစံမှာအရာပို့ပြီးတော့အဲ့လိုခုံဝိုင်းမှားတတ်တယ်လို့ခံစားရတယ်သူဟိုဘယ်လိုပြောမလဲဒေါနဲ့မောနဲ့ပို့ပြီးစူလိုက်ရင်ပို့ပြီးတော့တစ်ဖက်သားမှာပို့ပြီးပြန်ရခတ်သွားတယ်လို့ထင်တတ်တယ်အဲ့အတွက် အခုတော့ဘောလုံးဝဲကန်နေပြီအေးစေးအေးစေးမာမြူသားကြီးအေးစေးမလုံးတော့ဘာမှမနော်လုံးဝအဲ့လိုအားပေးရရှိလို့ခွင်းထဲမှာတော့စူနေတဲ့အစင်မပြေတော့ဘူးလို့အကူရောရဲ့အမြင်မှာရှိပြီပဲဒါပေမဲ့ဆိုတော့ဖောက်ဆန်တို့အာဒီတာတို့ဂေါ်ရီယူလာတို့ half time ပြီးတဲ့အဝေလေကန်းထဲမှာညိုတို့လည်းလောက်ခဲ့ဘူးလားပဲဆွဲမရရင်တမယ်ပဲစူနေကြရတယ်ဟုတ်တယ်ဂေါ်ရီယူလာဆိုလည်းလောက်တာပဲအဲ့ပုံမှာကစားသမားတွေပြူလဲစိတ်တယ်ပဲမပြူလဲသွားနိုင်ဘူးလားပေါ့နော်အခုချိန်ဆက်ပါအောင်လားတခါတလေမှာအခုပြောလို့ပေါ့ဒါအချိန်တိုင်းတော့လုံနေတာမျိုးမဟုတ်ဘူးလို့ကျွန်တော်ထင်တာပဲဆိုလို့ကျွန်တော်တို့ low up ပဲ အဲ့ဒီသူတို့ရဲ့ master beat ကဘာလဲဆိုဘယ်အချိန်မှာဘာလို့ရမယ်ဆိုတော့ကောင်းကောင်းသိနေတာနော်ဟုတ် Fagusan နီးပြတွေရဲ့အာသာချက်ကဒီကစားသမားတွေဘာလို့အပ်နေတာလဲဥပမာရော့နေတယ်ဗျာကွင်းတွဲမှာတယောက်တယောက်ဟိုတိတ်လဲမစည်းလုံးဘူးဟိုစိတ်တက်ကလည်းမပြင်းပြနေဘူးပြောချင်တာနိုင်လို့စိတ်မပြင်းပြနေဘူးရော့ဒီရော်ရဲနဲ့ဖြစ်လို့လေးကြံနေရှုံးနေလေအဲ့လိုအချိန်မှာဆိုရင်အဲ့စိတ်တက်ကိုပြင်းလာအောင်ကျွန်တော်လှုံ့ဆော်မှလာဒါမှမဟုတ်စူမှလာမင်းတို့ဘာမင်းမလုံနိုင်ဘူးလားဒါလေးတော့မလုံနိုင်တော့အဲ့လိုမျိုးစူလိုက်ရင်မခံကျင်စိတ်ပေါ့နှိုးဆွာပေးရမျိုးတွေလည်းဖြစ်နိုင်တယ်ခုနပြောလို့ psychology ရအဲဟွာလေးတစ်ခုနဲ့ auditor လို့ဆိုလောက်ပါတယ်နှလုံးသားလေးပုံလေးတွေအုံနောက်ပုံလေးတွေနှလုံးသားနဲ့ရောအုံနောက်နဲ့ရောဒီလိုပွဲကိုချင်းကန်နှလုံးသားနဲ့ခံစားပြီးတော့အုံနောက်နဲ့ဆုံးဖြတ်အဲအဲ့လိုမျိုးလေးတွေပေါ့သူတခုချင်းစီနီးပြတွေမှာသူတို့ morning hole ဆိုလဲလောက်ခဲ့ဘူးလားပဲသူ့ရဲ့နီးပြပွားမှာအစောပိုင်းမှာသူလုံးဝပြပြတတ်တတ်ကိုင်းတွေ handle လုပ်တယ်အဲ့လိုတွေ Guardiola ဆိုလဲကျွန်တော်တို့ Man City ရဲ့ဒီ Amazon နဲ့လုပ်ထားတဲ့ video clip အဲ့ဒီဟိုဟာဒီ documentary တွေမှာကျွန်တော်မြင်ရတာပဲသူဆိုလဲပြောနေရပဲမရှုံးခြင်းဘူးငါမရှုံးခြင်းဘူးอืม ဟာမင်းတို့ယုံနေရှုံးမှုမင်းတို့လည်းရှုံးနေမထိုက်တောင်သူဆိုလဲကွင်းထဲမှာအဲ့လိုပေါက်ကွဲတဲ့ဟာတွေမြည်အဲ့ကွဲအဝဲလဲကန်းထဲမှာမြင်ရတာပဲဒါတွေကပဲကျွန်တော်တို့ဟိုအတင်းရဲ့ဟိုရက်လက်တွေခြေစွမ်းတွေကိုအများကြီးရုတ်တရက်အပြောင်းအတက်ကြတွေကိုအဲ့ဒါတွေကလှုပ်သွားတာပေါ့နော်နီးပြရအောင်ကျွန်တော်ရှေ့မှာပြောလို့ပေါ့ဟိုဘယ်ကစားကွက်နဲ့ဘာတွေဆိုတာက လိုအပ်ကောင်းလိုအပ်လိမ့်မယ်နောက်ပြန်မှာအဲ့ဒါတွေကလည်းမမြင်တဲ့အခန်းကဏ္ဍတစ်ခုမှာတော်တော်လေးအေးပါတဲ့အစိပ်ပိုင်းတစ်ခုမှာပါနေလို့တော့အဲ့လိုတော့ကျွန်တော်တို့ခံစားပြီးပါအဲ့တော့စိတ်ထဲပိုင်းဆိုင်ရာမြင့်နေတဲ့ဟာတွေပေါ့လေအဓိကစိတ်ပိုင်းဆိုင်ရာရောအတွေးခေါ်ပေါ့လေတမင်မျိုးရောထွေးနေတာပါအဲ့တော့ဟိုကုချင်းကြီးပြောလို့ပေါ့ဟိုအဲ့ဒါလေးကိုကျွန်တော်ကြိုက်ပါတယ်ဟိုအချိန်တိုင်းတော့မဟုတ်ဘူးဘယ်အချိုးကွေမှာဘယ်လိုစကားတွေပြောပြီးတော့ဘယ်လိုတုံ့ပြန်နေလဲဆိုရယ်ပွဲရက်လက်ပေါ်မှာတိုင်ပင်းနဲ့ရေဆိုင်ရတဲ့အပေါ်မှာမူတည်ပြီးတော့တံပိုးအတင်ချလုပ်တယ်ထင်ပါတယ်စကားလုံးနေနေလေအဲ့ထဲမှာတော့ ဟိုအောင်မြင်တာရှိတယ်လို့မအောင်မြင်တာလည်းရှိတာပေါ့လေလုံးမဖြစ်သွားရင်လည်းရှိပါလားရှိတာပေါ့ဟိုမော်ရီယိုဆိုရင်ဘာလို့တဲလီကိုလားဟုတ်တယ်ဟိုလေအင်တာမီလန်မှာရှိတယ်သူအင်တာဗျူးမှာပြောရတယ်ပထမပိုင်း45မိနစ်ပြီးတော့သူ့မှာအဲ့ချင်တော့တိုက်စစ်မှုအားလုံးနာနေ၄-၅လောက်ရှိရအဲ့တယောက်ပဲကျန်တော့လေ ပထမပိုင်းပြီးတော့သူဝါထားတယ်ဘာလို့တက်လို့အဲ့တော့55မိနစ်မှာပထမပိုင်းပြီးတော့55မိနစ်မှာသူ14မိနစ်လောက်ကိုဘာလို့တက်လို့တယောက်တည်းကိုပဲသူပြောတာကျန်တဲ့လူကမပြောဘူးအဲ့တော့ဒါဝန်ရှင်းပြဖို့လူရယ်လေသူ့မှာလင်းစရာလူမရှိတော့ဘူးအဲ့တော့ပြောမယ်မင်းမဝါနဲ့မင်းထပ်ဘာမှမလုနဲ့ဘာမှလည်း foul လည်းမလုပ်နဲ့မင်းသာဝါခဲ့ငါ့မှာအစားထိုးလင်းမဲ့လူထဲမှာမရှိဘူး55မိနစ်ရတယ် half time ပြီးတော့14မိနစ်သူ့ကိုပြောတယ်ဒုတိယပိုင်းပြန်စားလို့10မိနစ်ပဲရှိသေးတယ်ဝါပြီးထွက်သွားပြီအဲ့လိုနားထောင်တာမောင်မင်းနဲ့စကားစကားလုံးလေးလေးရှိကြတာပေါ့နော်ကဲအဲ့တော့ကုစွန်းတို့ကပြောအောင် ကူဆွန်းကြကူဆွန်းကြော်တော့ပြောအဲကူဆွန်းတော့ပြောပါကူဆွန်းတော့ကြဒီအာကွာရီယိုလာလို့ဟာနေစခဲ့တဲ့ဒီဒီဘောလုံးနဲ့ပတ်သက်တဲ့ ideology တွေပေါ့လေပြီးတော့ဘိုင်ယိုလာရဲ့ဘောလုံးနဲ့ပတ်သက်တဲ့ဒီသူအတွေးခေါ်အရေးတွေကလက်ရှိကျွန်တော်ဘောလုံးလောကမှာအဲ့ဒီလိုင်းချောင်းနောက်ကိုလိုက်နေရတော့မယ်အနာဂတ်အတွက်လည်းဘောလုံးမှာအဲ့နောက်ကိုဆက်ပြီးတော့အချိန်ကာလနှစ်ကာလတချို့ထိဆက်ရှင်သန်နေဦးမထင်တဲ့ကွာရီယိုလာတွားနေတဲ့အရေးတွေပေါ့အဲ့ဒီပုံမှာကူဆွေးဆိုအမြင်လေးတွေနဲ့ ပြောကြတာလေးဆွေးနွေးပါဟုတ်မှန်ပါတယ်ဂွာဒီယိုလာကိုကျွန်တော်တို့ကသူ့ရဲ့ဒီဘာစီလိုနာနဲ့စကင်တွေခဲ့တဲ့ကာလာကလည်းစပြီးမြင်ခဲ့တာဟုတ်2008ဝန်းကျင်ကဆိုအခုဆိုပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲကသူ့ရဲ့နီးပြားပွဲမှာပွဲတစ်ထောင်ပြည့်ပွဲပေါ့နော်ပွဲတစ်ထောင်ပြည့်ပွဲဘာစီလိုနာလူငယ်အသင်းဘာစီလိုနာအသင်းကြီးဘိုင်ယန်မန်စီတီမန်စီတီမှာတော့ပွဲရည်တော့အဖြစ်ရောနှစ်ကာလအဖြစ်ရောဒါသူကအများဆုံးပေါ့နော်အောင်မြင်မှုအရာဖြစ်တယ်ဒါအအများဆုံးအခုပြောသလိုပဲအမြဲတမ်းမှသူကအဲ့ အတွေးခေါ်ပိုင်းနဲ့ပတ်သက်သူများတာကိုသူအများအားစမ်းသစ်တွေးခေါ်နေရဗျာအခုဒီဒီနှစ်ပိုင်းဆိုရင်ပို့ထူးကြတယ်မနစ်ကသူကြာရှုံးတယ်ဒီနှစ်မှာပုံမှန်သွားနေတဲ့ပုံစံနဲ့ငါသွားနေမဖြစ်တော့ဘူးဆိုတဲ့အတွေးမျိုးသူဝင်သွားပုံရဒီနှစ်ကျတော့သူမတူတဲ့ချင်းကပ်ပုံတွေမတူတဲ့ကစားသမားတွေသူ့ရဲ့ ideology ကိုနည်းနည်းလေးပုံစံပြောင်းတာတွေမြင်လာတယ်အရင်တော့ဆို position base နဲ့သူကဘောလုံးကင်ကစားမယ်ဒီ tiki taka ကိုပဲအခြေခံနဲ့ပြီးတော့ဗျာဒီ man city မှာလည်း tiki taka လို့တော့မပြောတာပဲအဲ့လိုဘောလုံးကို pass and move ဘောလုံးကြကြမထားဘူး တရားတရားနဲ့အွေရှားမယ်ဘောလုံးအချိန်အများဆုံးကင်တာပိုစင်ရင်အားမပြောင်းမစင်သူက60ရာခိုင်နှုန်းတော့အထက်လာဘူးသူပြန်ပြကင်ထားတာဒီယာဒီမှာဆိုသူကဘောလုံးပိုင်ဆိုင်မှုထဲမှာဆိုရင်အများဆုံးတော့မပါတော့ဘူးသူထက်မှာဒါအာဆင်နယ်တို့ဆိုသူထက်မှာရှိတယ်တခြားလီဗာပူးတို့လည်းသူတို့အထက်မှာရှိတယ်သူအဆင့်3-4လောက်မှာပဲရှိတော့ဘောလုံးပိုင်ဆိုင်မှု short ချလိုက်တယ်အဲပြီးတော့သူ့မှာရှိတဲ့လက်နက်ကိုဘယ်လိုအသုံးချမလဲဆိုတာကိုသူပြောင်းလိုက်တယ်မဟာလန်းရှိနေမဟာလန်းကိုဘယ်လိုအသုံးချမလဲဆိုတော့ပုံစံမျိုးသွားပြီးတော့အရင်လောက်ထိဘောလုံးကင်မထားတော့ဘဲနဲ့တကယ်ထိရောက်တဲ့ပုံစံนี่သွားတယ်ဆက်လုပ်တဲ့အချိန်မှာတော့သူလည်း လွဲခဲ့တာပဲပေါ့နော်။ဂျာတီဆမှာသူရုံးကန်ခဲ့ရတယ်။သူအတွေးခေါ်နေတဲ့လက်ရှိအသင်းအဆင်မပြေတော့ကျွန်တော်တို့ဘလောက်ကြီးပြောခဲ့လဲဆိုဂွာဒီယိုလာရဲ့ခေကုံပြီးတော့ကျွန်တော်တို့ကအချင်းချင်းပြောခဲ့တဲ့အစီအစဉ်တွေမှာပြောပြကြရတယ်။ဟုတ်။နီးပြတယောက် ကတာမန်အားဖြင့်ပြောမယ်ဆိုအကောင်းဆုံးကာလာက20ဝန်းကျင်လောက်ရှိတယ်ပေါ့နော်။ဒီ2008ကနေတွက်မယ်ဆိုရင်20နာကက်လာပြီ။20လောက်ဆိုနီးပြတယောက်ရဲ့သူ့ရဲ့အကောင်းမြင့်ဆုံးအချိန်ကတဖြည်းဖြည်းနဲ့ကျသွားပြီ။ဂွာဒီယိုလာဆိုရင်ဒါ20မပြည့်သေးဘူး။ရှေ့မှာမော်ရီညိုဆို20ပြည့်ပြီ။2008 3 4လောက်ကနေစခဲ့တာသူဒီဘက်မှာဆိုရင်နှစ်20လောက်မှာသူအောင်မြင်မှုတွေကရက်သွားတယ်အရင်နီးပြတွေလည်းအဲ့လောက်ပဲအဲနီးပြတရားရဲ့ prime time အိုက်ကာလာလောက်မှာပဲရှိရဆိုဒီစက်ဝိုင်းအရာဆိုရင်သူကသူ့ရဲ့အကောင်းဆုံးကာလာကိုကျော်ရောက်တော့မယ်ပေါ့နော်ရောက်ပြီးွားရင်ကြောက်ဖို့တန်လာပြီဆိုဒီနှစ်လည်းကျွန်တော်တို့အဲ့လိုတွေးလိုက်တာဒီနှစ်အပြောင်းလဲတွေအုံမဖြစ်တော့ဘူးလို့ထင်ပေမဲ့အခုဆိုရင်သူ့ရဲ့အပြောင်းလဲတွေရဲ့အသီးပွင့်ကိုခံစားနေရတယ်သူဒီလိုပုံစံမျိုးငါသွားနေရဲငါနောက်ကိုတခြားလူတွေလိုက်လာခြင်းမှာငါနောက်ထပ်ပုံစံတစ်မျိုးနဲ့ပြန်သွားမယ်ဆိုတဲ့ဘက်ကိုသူသွားရတယ်ပေါ့နော်အခုဆိုဒီနှစ်က မန်စီးတီးကိုကြည့်ရတာတော်တော်လေးပြာဟိုထိရောက်မှုကိုပို့ပြီးတွားတယ်ဟိုနောက်ကနေရှေ့ကိုဒါတိုက်တန်ကန်တင်နာတွေ cross ball တွေဒီ vertical တွေဘက်ကိုပို့သွားလာရောအရင်လိုအမြင်တိုင်းတယောက်ချင်းလိမ့်လဲလိမ့်ပြီးတော့ခောက်နေရမျိုးမလုပ်တော့ဘူးဆိုဒါတွေကပြောင်းလဲလာမှုရဲ့အသီးဝင်ကိုခန်းစားလာအမဂိုးသမားကိုစပြောမယ်ဗျာအရင်ဂိုးသမားဟုတ်အလုပ်ဖြစ်နေတဲ့ဂျားတွေကနေပြီးတကယ်ကို traditional sun နဲ့ဂိုးသမားအသင်းကိုမောင်းနေမယ်ဂိုးသမားလည်းကဲကို goalkeeper skill ကောင်းပြီးတော့ leadership ကောင်းတဲ့ဂိုးသမားမျိုးကိုသူခေါ်လိုက်တယ်အဲ့ရနေစလာပဲဟုတ်အခု ဒီ Mercedes သင်းရဲ့ပြောင်းလဲမှုတွေမှာ Donnarumma ရောက်လာတဲ့ကဒေါ်နာရမလက်ထက်မှာတပွဲပဲရှုံးတယ်။ရှေ့မှာ၃ပွဲဒါရာသီအဖွဲ့မှာထားတာဟူဗိုနိုင်တယ်။ပြီးရင်စပါ့ကိုရှုံးတယ်၊ဘရိုက်တန်ကိုရှုံးတယ်။အဲ့နောက်ပိုင်းမှာအခုဒီဒီကိုသမားကိုသူစတော့တယ်။အဲ့နောက်ပိုင်းနေရာနေဂျာထဲမှာဗီလာတသိန်းပဲရှုံးတယ်။ပရီးမီးယားလီဂ်မှာလည်းမရှုံးဘူး။ချန်ပီယံလီဂ်မှာမရှုံးဘူး။ဒီအပြောင်းလဲတွေကအလုတ်ဖြစ်လာတဲ့အချိန်မှာအသင်းရဲ့ဟန်ချက်ကပို့ပြီးတော့မိလာတယ်ပေါ့နော်။ဒါတွေက ီးပြတယောက်အနေနဲ့အကိုတို့ပြောသလိုပါတော့စိတ်ပိုင်းဆိုင်ရာတွေတွေးခေါ်မှုတွေစမ်းသစ်မှုတွေလိုတယ်ဆိုတော့ Guardiola ထပ်ပြခဲ့တယ်ဆိုတော့ကျွန်တော်ထင်တာတော့ Guardiola ရဲ့ဒီ prime time နေရာမကုံသေးဘူးပေါ့နော်ကြံနေသေးတယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့အာဘာပြန်တွေးပြဆိုတော့နီးပြတယောက်က15နှစ်နှစ်လည်းစင်ပေါ့အဲ့ဒါကတို့က Mourinho ဆိုတာကဟိုအသိမဲ့ပြောင်းသွားတာဟုတ် သူ့ ideology ကဒီဒီဟာဒီဟာပဲဒီဟာပဲအသိပြောင်းသွားတယ်နောက်တစ်သိမ်းမှာဒီဟာကိုပဲပြန်တိဆောက်တယ်ဒီသူ့ ideology ဒါကိုပဲထပ်တိဆောက်တယ်ဒီပေါ်မှာတဝေးရဲသွားတယ်တဝေးရဲသွားတယ်ပေါ့လေသူကတောက်ခုပဲသွားတယ်ခုပဲသွားခဲ့ကျွန်တော်တို့တခြားနီးပြားနေမယ့် Focusion တို့အဆိုကတို့တိဆောက်ခဲ့တာလည်းဒီလိုပုံပါပဲအဲ့တော့ဟိုနှစ်ခါသုံးခါထပ်ပြီးတော့အာတန်နဲ့ဟောင်းကင်ဆွဲသွားတယ်အဲ့ဟာနဲ့ပဲရအောင်တိဆောက်ကြပါလေအခု Guardiola သွားနေတဲ့ပုံစံကစင်ကဲပြောင်းလဲပြီးတော့ဟိုပြုမြင်ပြောင်းလဲမှုတွေနဲ့နောက်ထပ်အရွေးတစ်ခုရွှေ့တယ်ပေါ့လေရွှေ့တယ်ပေါ့လေလူတယောက်နေပိုခတ်မယ်ထင်တယ်ပိုခတ်မယ်ထင်တယ်အဲ့တော့ သူကအမြဲတမ်းလဲအလိုဟိုစမ်းသစ်ဖို့ပဲအဲတွေးခေါ်ပိုင်းဆိုင်ကပို့ပြီးတော့စိတ်ကူးစိတ်တန်လဲအဲကောင်းမွန်ရတယ်ပြီးသူအဲ့စမ်းသစ်တာလေကျွန်တော်ဖြတ်ပြောတာ sorry အဲ့ဆိုင်မက်တွေအတွက်တော့ပြိုင်မက်တွေအတွက်အဲ့ဒါပြဿနာတယ်အေးပေါ့အေးပေါ့ဟုတ်သူ့ကိုလိုက်ပြီးတော့ copy တွေလုတ်ဖို့ကြိုးစားနေကြတာဘာဖြစ်လာဆိုကြာတော့စေးစေးမိလာじゃんသူ့ကိုလိုက် copy နေသူကဘာလို့ဆိုတော့ either စိန်ခေါ်ချလာဟုတ် စီပါကီပါပေါ့နေရတော့လှုပ်တယ်လို့ကျွန်တော်စီပါကီပါဂိုးသမားအနေစားပြီးဘေးဒက်တွေလှုပ်မယ်ဆိုပြီးလှုပ်ရောပြီးတော့တိုက်စစ်ကိုဖျောက်လိုက်တယ်တိုက်စစ်မျိုးတော့ force 9နေ4ဒန်တို့လုံးနေ marest တို့သုံးနေဂျေဆုတို့ရှိတယ်ဂျေဆုတို့တောင်းမန်းနေအဲ့ပါထားပြီးအဲ့လိုက်နေဖလားတွေယူပြတယ်လှုပ်တယ်အကုန်လုံး wide လုပ်ကြတယ်အာဒီတာနဲ့တိုက်စစ်တွေဖျောက်ပလိုက်တယ်တိုက်စစ်မျိုးမခေါ်ဘူးဟုတ်တယ် treasure တို့ခေါ်တယ်အဲဆဲအဲ့လိုလေအဲ့လိုကြောဂျေဆုကပြန်ခေါ်လာပြီးအဲ့လို force 9နေလှုပ်တယ်ဂိုးသမားနဲ့ raya အဲ့လိုစီပါကီပါရမယ်ဟုတ်တယ်ဒီမှာအခုသူကပြန်ပြီးချိုးချပြီးတော့ ဒေါနာရမာတွေဟာလန်တွေသုံးကြပြန်ဟို traditional နဲ့ number 9တိုက်စစ်မူကြီးရှေ့မှာထောင်ထားပြန်ဂိုးသမားမှာလည်းဒီအရင် traditional ဂိုးသမားကြီးပြန်ပြီးတော့ဒီ respond တွေကောင်းတဲ့ဂိုးသမားကြီးတွေပြန်တော့ဟောရှေ့ရလေသူ့လောက်ကိုလိုက်နေတဲ့လူကဗျာပြန်လောက်ရမှာအဲ့အဲ့လမ်းဟောင်းပြန်လိုက်ရမှာအဲ့တော့ Guardiola အဲ့လိုတွေတလန်းသွားနေရင်လည်းပြန်လှည့်လှည့်တာသူကအဲ့လိုသူကသွားခြင်းလိုတွေသွားနေတာအဲ့တော့သူ့နောက်ကိုလိုက်မဲ့လူကတေချာတစ်ခုခုတော့ ဟိုဒါအာဒီဒါတို့အာဆနယ်တို့ဂျန်တဲ့လောက်ကလိုက်တဲ့လူတွေကိုအပြစ်ပြောချင်တာမျိုးဆိုတာထက်ကိုနည်းနည်းတော့ပြန်စဉ်းစားဖို့လိုတယ်ဗျာဟိုကဂွာဒီယိုလာမို့လို့လုံနေတာသူကသူ့ဆက်သူနိုင်လို့သူကနေတာအဲကိုကသူ့လက်သူ့ဆက်ကိုလိုက်ပြီးကမယ်ဆိုရင်တော့ကိုကိုပိုင်ဟန်နေနဲ့ကိုပိုင်နှွေးခေါ်နေလုံချင်တာနည်းနည်းတော့စဉ်းစားပြီးမှသွားပေါ့သူကအချိန်မြွေးအဲ့လိုချိုးဝင်ချိုးချသွားနိုင်တယ်ဆိုတာဒါဒီမှ လုတ်ပြီးမှမြင်ရတာပါကျွန်တော်တို့လေမတိုင်ခင်တော့ဒါတွေမမြင်ဘူးအဆင်ပြေမယ်ပဲထင်တာအခုကျတော့ तू ကဟောနောက်တော့ဝေးသွားနေပြန်ပြီလားဆိုတာကြီးမြင်ရတာအဒီတာလည်းအခုပေါ့နော်ကျွန်တော်ဒါဒီစကားလေးနဲ့ဆက်ဆက်ပြီးအဒီတာလည်းအဲ့လိုတော့နည်းနည်းဒီနှစ်ပိုင်းမှာပြောင်းလဲလာပါတော့အရင်ဆိုရင်တော့အာဆင်နယ်ဟာကွာကျွန်တော်ရှေ့ဘက်တွေလည်းပြောခဲ့တာပဲဘယ်တော့မှခန်းစစ်ကိုအသာပေးတဲ့ဒါပေါ့အသင်မျိုးမဟုတ်ဘူးဗျာဒါပေမဲ့အဒီတာဒီနှစ်မှာလုံးလုံးကြီးကိုသူပုံစံကိုပြောင်းပလိုက်တာကတိုက်စစ်ထက်ထားရင် तू ခန်းစစ်ကို solid ဖြစ်အောင်တည်ဆောက်မယ်အသင်ကိုမာကြောအောင်တည်ဆောက်မယ်စိတ်ပိုင်းဆိုင်ရာအရာ အသိန်းကစားသမားတွေအခုခုနပြောသလိုစိတ်ပိုင်းဆိုင်ရာမြင့်တင်မယ်တခြားပြိုင်ဘက်တွေဟိုမခံမန်းထားတဲ့လောင်ဘောတွေတောင်းကံဘောတွေတဲကံဘောတွေဒီလက်ပစ်ဘောတွေကနေသူကိုရလာမယ်ဒီဟာတွေကသူသူ့ရဲ့ခုနစင်ခဲပြောင်းလဲမှုတွေပေါ့နော်ဟောဒါဂွာဒီယိုလာကဒီလိုသွားနေငါငါလည်းနောက်တနည်းနဲ့ငါစဉ်းစားမှရမယ်ဆိုတော့ဟုတ်ပြီသူကတိုက်စစ်အရန်ကောင်းရင်ငါခံစစ်ကိုငါသူ့နဲ့ပိုကောင်းအောင်လုပ်မယ်ဆိုတော့သူလည်းတွေးမှာပဲပြောတာဒီမှာစင်ခဲပြောင်းလဲမှုတွေကတောက်လျှောက်ဖြစ်လာဆိုတော့အာဆင်နယ်မှာပြောင်းလဲသွားတာအဲ့ဒါပေါ့ဒါပေမဲ့သူကတော့ innovative လောက်တာမှတ်မိမယ် तू ကသက်တည်ပြထားတဲ့နိဗ္ဗာန်မဟုတ်တော့อืม तू လောက်နေရတွေကမြင်ကြမှာမြင်အဲ့လိုမျိုးက quality ကလောက်ရင်ကျွန်တော်အဲ့အကြောင်းကြီးကိုခေါင်းစဉ်ကြီးနဲ့တက်ပြောနေကြမှာ quality လာဖြစ်နေတာဟုတ်ဒါပေါ့နော်အဓိက तू ကဇက်လိုက်ကြီးဖြစ်နေတော့လေကျွန်တော်က तू ဘာလို့လောက်ကပြောစရာတွေဖြစ်နေတာအဲ့လိုအဲ့လိုလဲကွာသေးရအောင်နော်တခြားလူပြတွေလောက်တော့လောက်ပါတယ်ဒါပေမဲ့တခြားနိဗ္ဗာန်တွေကဥဆောင်သူအနေနဲ့လောက်တာမဟုတ်ဘဲနဲ့ तू ကစမ်းသက်ပြီးတော့လောက်နေရတဲ့ကာလ तू ကကြတော့အောင်မြင်မှုတွေယူပြလိုက်နောက်တစ်မျိုးလောက်ပြလိုက်အောင်မြင်မှုတွေယူလာလိုက်နောက်ထပ်စမ်းသက်မှုတွေလောက်ပြလိုက်ဆိုတော့ तू ကကြတော့ အားလုံးရဲ့ဒီဘယ်လိုခေါ်မလဲ model တခုလိုဖြစ်နေအောင်နော်ဟုတ်ကဲ့အဲ့တော့ဟိုလေအဓိကတော့သူတို့အတွေးတွေပါပဲအဲ့မှာမှာကိုချင်းကြီးပြောတော့ပြန်ပြောရင် Quarryula ကဒီပြောင်းလဲမှုတွေကိုဆိုရင်တော့ပြောလို့ရလုတ်တယ်လုတ်တယ်ဒါပေမဲ့သူပြောင်းလဲတာတွေကနင်းနီးဆက်ဆက်သူသွားကြည့်တဲ့လမ်းကြောင်းရောက်တယ်ဟုတ်တယ်ဟိုမရောက်ဘဲနဲ့ရှောက်ဒီထွေနေလဲပူပြဲမှာတွေဖြစ်ကုန်ပါဘောနော်အဲ့မှာယူခါသွားမှာယူခါသွားမှာနောက်တစ်ခုကဒီကိုဆိုရင်တော့ပြောရတာစကအာဒီတာနဲ့ပတ်သက်ပြီးတော့ပဲနေပြဟိုဟိုအရင်တော့ကြဘောလုံးမှာ ရိုးရှင်းတဲ့အတွေးခေါ်ပဲစတာပဲအဲ့တော့ခွာယူလို့ဆိုလဲစဉ်းစားလိုက်မယ်ငါတို့ချက်တော်ထဲမှာမင်းမရှိနေဒီကောင်းတွေငါတို့ဘလို့ကိုသွင်းမှလည်းစတာတွေးလိမ့်မယ်အဲ့တော့ချက်တော်ကအဲ့အရာလေးစအဲ့အရာလေးစစဉ်းစားအခုနောက်ပိုင်းကျတော့ဒီပြိုင်ဘက်ဂူးပေါက်ဒီထားပါတော့ဒီဒီ ဟိုပြန်မဲ့ final test zone လေးကိုရောက်ဖို့အတွက်ဆိုရှင်ဒီ brake လောက်လာကြီးကအရင်ခက်တယ်အဲ့တော့အဲ့ဒီမှာ down gun ပေါ်သွားရရမယ်ဆိုရင် down gun ပေါ်ရတဲ့အချိန်ဒါလုတ်ပြီးသားအချိန်ပဲလေတိလားဒါပေမဲ့အဲ့အချိန်မှာတော့ defense line ကအများကြီးရှိနေလိမ့်မယ်ဒါပေမဲ့အဲ့ဒါဥစားငါတို့ကြော်ဖြတ်ကျွန်တော်ရှောက်ပြောနေရနော်စဉ်းစားမိရအဲ့ဒါဥစားငါတို့အသုံးချနိုင်လို့ရှိရင်ဒါဟိုအများကြီးဘလုံးနေကန်ပြီးတော့ဘယ်ပညာပေးဟိုပတ်စံမှုတွေလုတ်ပြီးသွားနေရတဲ့ဆိုင်ဟိုမှာအလုံးနေရာကြီးပြီးစ down gun ပေါ်တဲကန်ရုံပဲလေ ဟိုဒီတိုင်းဘောလုံးပေးနေတာတဲကန်းလာမို့နည်းနည်းပိုခက်သေးတယ်ဆိုတော့အဲ့တော့ပြောချင်တာဆက်ပီစီဒီတဲကန်းဘောတွေလက်ပြဘောတွေကလည်းနီးပြတဲ့အရင်အနေနဲ့ဘောလုံးဂိုးရမယ်ဆိုလို့ရှိရင်လုံးလို့ရတယ်ဆိုတော့အပိုင်ချက်တွေချက်စ်ပုံများဆိုတော့တွေ့ရတာဖြစ်တယ်ဟုတ်ဆိုတော့ကျွန်တော်တို့ ဒီလို open play ကနေသွားပြီတောင်းပန်လေး area လေးပို့လိုက်အလွန်ဆုံးရှိကိုယ်ကစားသမား area လေးမှာဘောက်ဆင်းမှာ၄၅ရောက်ပေါ့ဘာလို့ဆိုတော့ကိုက defense line မှာလည်း၃၄ရောက်ပဲကြာခဲ့တယ်ခွင့်လေးကလူတောင်းပန်ဖြတ်တင်တဲ့လူရှိတယ်ဘောက်ဆင်းမှာ၃၄ရောက်ထဲမပို့နိုင်ဘူးဟုတ်တယ်ဒီမှာအများကြီးတက်လာတယ် sense speed တွေ DR ကြီးကြတော့ဘောက်ဆင်းမှာဟိုဘက်ကကိုယ်ကစားသမား10ရောက်လို့ရှိရင်ကိုယ်ကစားသမားလား10ရောက်လို့ရှိရင် chance ကပုံမှန် open play မှာထက်ဆိုင်ပိုများဂျာဂိုင်တော့ပိုများပါဘောလေအဲ့ဒါဟုတ် ကောင်းကောင်းအသုံးချပြီးကောင်းကောင်းလေ့ကျင့်မယ်ဆိုလို့ရှိရင် chance ကပိုပြီးရှိတာပဲအဲ့လိုကြီးစဉ်းစားပြီးတော့လောက်လာကြလားမသိဘူးပြီးတော့ကိုရီးယားလည်းဟိုဘောလုံးမှာဘာမှဟိုဟိုငငယ်လေးကဟိုနင်းနေသက်ရှိခဲ့တဲ့လူတွေမဟုတ်ဘူးဒီလိုရက်ွက်တဲ့လမ်းမေးမှာဟိုခဲထောင်ပြီးတော့ကန်ခဲ့ရတယ်အချိန်လေးဆိုတော့အခုရက်ွက်ထဲမှာပြောတာဘာလို့လဲလဲဟိုဘောလုံးကန်နေဘေးကကောင်လေးလဲဝိုင်းအောင်လာဆက်ရှိကြိုက်တဲ့ဝင်ဆက်ရှိကြိုက်တဲ့ဝင်ပြေးဝင်လိုက်လေဟိုဘာလို့ဆိုအဲ့ထက်ဘောလုံးကန်တင်ပေးမယ်လေသိလား ကြော်ချမယ်အေးကြအဲ့အဲ့တော့ရှည်တန်းဆိုပြီးဝင်းနေပြီးပြီးဘာမှမဟုတ်ဘူးတစ်ဖက်ကူးရှည်ရအောင်အဲ့ဆက်ရှိကြိုက်တဲ့မှာသွားပြုံနေဦးရကန်တင်လိုက်မယ်အဲ့တော့ဟိုထိဒီဒီနဲ့ခေါင်းနဲ့ခုံတိုက်ကြပါလေအခုဟိုတောင်းငယ်ဘောတွေကန်တင်တယ်လို့ပြောလို့ဆိုတော့အဲ့တော့ကျွန်တော်တို့အင်္ဂလန်မှာဟိုကန်တင်ပြေးတွေခေစားရလို့တော့ပြောသေးတယ်အဲ့တော့ကူးသွင်းမဲ့လူကဘာမှလဲအဲ့ကူးရှည်တန်းမှာအဲ့ကူးရှည်ဘောလုံးကန်ဖို့မယ်အဲ့တော့အဲ့တော့ကိုကပိုပြီးပိုပြီးကျွန်တော်ဒီနှစ်ပိုင်းမှာမြင်လာတာဘောလုံးက ခြေထောက်နဲ့မကန်တာလက်နဲ့လက်နဲ့ပြည့်တဲ့အစင်တွေရောက်နေပြီအဲ့ထဲမှာအခုဒီနှစ်ဒီနှစ်မှာတော့အထူးခြားဆုံးတဲ့က brand four brand four ကကြတော့အသင်းကြီးတွေမှလည်းမပါတော့သူ့ကိုတိတ်ပြီးလူတွေတတိယဒါပေမဲ့အဲ့ဒီ brand four နီးပြားကလည်းသူတို့ရဲ့အရင်တုန်းကဒီ sub piece coach ပေါ့ကသူကနီးပြားချုပ်ဖြစ်လာတာဒီဒီ2025ပြက်ကလေးနေ့မှာလက်ပြဘောကနေငါ6 9ရထားတယ်ဟုတ်ဟုတ်သူကလက်ပြဘောပြစ်တာကဂိုးတဲကိုလှမ်းပစ်ထည့်ပြီးတော့အဲ့ဒီမှာခုနအကူပြောသလိုတောင်းကန်ဘောလိုပဲကစုပြုံပြီးတော့တိုးတိုင်ပြီးတော့ထိခိုက်ပြီးဝင်ကုန်တာပြီးခဲ့တဲ့ပွဲမှာလည်းဒါ brand four ကအဲ့လိုလက်ပြဘောကနေပြီးတော့ newcastle ကိုဂိုးတွေသွင်းခဲ့တာအဲ့လိုဘယ်လို အလွယ်ကူဆုံးနဲ့အထီးရောက်ဆုံးကိုတွားတာကငါတို့အရှိရှိဝေးမစင်စားနဲ့ကွာတို့တို့နဲ့လုံရင်ရောက်ခဲ့နီးငါတို့ကအသိငယ်ဖြစ်နေတယ်အသိကြီးတွေရင်ဆိုင်မှာငါဒီနီးပဲရှိရဲအဲဒီလိုတွားမယ်ကွာတောင်းကံဘောကအကိုကိုကတိုက်စစ်စင်မှာရမှာလက်ပြဘောကမကြခဏရတယ်လက်ပြဘောဆိုဘောလုံးကထွက်နေတာကိုးနဲ့နီး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 နာနာတော့ဟိုဘက်သူဘက်တခြားပြိုင်မဲ့ရဲ့ဇုံထဲမှာလက်ပြဘောရတယ်ဆိုတော့တို့က ရှောင်းနဲ့ကန်တယ်လို့ဒီပြင်တယ်အဲ့ဒါ special လေးတွေတင်ထားတာပါဗျာကာကာရိုဒီတဲ့နော်ဟုတ်တယ်တော်တော် တော်တော်အကိုကအဲ့ဒီရောသူတို့လက်ပြဖို့ရရင်ပြန်ပြတ်အတွက်တကယ် danger zone ပဲအဲ့လောက်ကြီးထီကိုပြောင်းလဲပြတာဆိုအကိုတို့ပြောတဲ့ခုနဟိုတွေးခေါ်တွေပေါ့နော်အတွေးခေါ်တွေနောက်ကနေလက်တွေအကောင့်ထဲပေါ်တဲ့ဟာမှာရိုးရိုးရှင်းရှင်းနဲ့ထီရောက်တဲ့နီးကိုစဉ်းစားလာကြတယ်ဟုတ်တယ်ရိုးရှင်းနဲ့ဘယ်ဟာပူရအောင်မလဲပေါ့နော် FIFA တော့အဲ့ဒါကိုအခုအကိုပြောကိုစိုးကြီးပြောတဲ့ဟာကို handle ပြန်လောက်ရ2026လာမယ့်အမေရိကမှာလုံးမဲ့ကဘာဖလားကြရင် လက်ပစ်ဘောတွေကိုဒီလိုကြိုက်တော့အချက်ယူလို့ပေးတော့အဲ့လောင်းသရိုးတွေအကြိုက်နောက်ကိုအကြိုက်ဆုပ်ပြီးတော့တပတ်တွေနဲ့တုံမယ်အဲ့လိုအကြိုက်ပစ်ဖို့တော့သူကရေးလက်ပစ်ဘောသုံးမိစီးရရပဲပြည့်ရမယ်ဟုတ်နောက်ကိုသုံးမိစီးရပြန်လာဟုတ်သူကစကန့်ဂိုင်းလိုင်းတစ်ခုကျွန်တော်ဂိုးသမား80စကန့်ထက်ဘောလုံးအိုကန်တင်ဘောအချိန်ပြအဲ့လိုလေအဲ့လက်ပြဘောလေကြိုက်တော့အခုကအချိန်ကြိုက်တော့ကန်တယ်မရှိဘူးဒါရလည်းဖီးယားမပေးဘူးပြန်ဘက်ကလည်းဖီးယားပေးခွင့်မရှိအခုကအဲ့ဒါ root ထုတ်တော့မယ်2026ကမ္ဘာဖလားစပြီးတော့လက်ပြဘောကိုအဲ့သူတို့တတ်ပတ်ထားတဲ့အချိန်တွေမှာပြည့်မပြည့်ရင်သူကအဲ့ ပြန်ပြီးတော့ဟိုဘက်ကို foul ပေးရမယ်။ဘာလို့ဆိုတော့ခုနကလိုမျိုးပေါ့။ဓာကြီးကိုလက်နဲ့တစ်ခုလိုကိုသုံးချ။ကြိမ်ဘက်ကိုထိုးနှက်ဖို့လှုပ်လာကြရဲဆိုတော့အဲ့တော့အသိသဘောမကျအောင်ထင်တယ်။အခုစန်နာလက်နဲ့အာဆင်နယ်ပွဲမှာဆိုရင်ကျွန်တော်တို့ဒါတိတိကျကျတော့တော့အချက်လက်တွေရောကျွန်တော်ကူကားပြောတာမဟုတ်ဘူး။ထွက်လာတဲ့သတင်းတွေကြီးကဆန္ဒလန်ဆန္ဒလန်တဲ့ဟာသူတို့ရဲ့ဒီဘေဘုတ်တွေဒီဒီကြောင်ညာဘုတ်တွေကိုရှေ့ကိုတိုးထားတယ်။တောင်းကမောကန်ရဲ့အနောက်ရှက်ဖြစ်အောင်လေလက်မြဘုတ်တွေအနောက်နောက်ဆုတ်လို့မရအောင်အဲ့လိုလုပ်ပြီးတော့ကစားသွားရတယ်ဆိုတော့ ဟာတွေထွက်လာတယ်ဗျာဒါဖြစ်နိုင်တယ်ကွာဒါပေါင်နေရလိမ့်မယ်ကွင်းထဲကငါဘောက်ထောင်ထားတာမဟုတ်ကွာငါကွင်းမင်းမှာပဲငါကန့်သက်ထားနေနေမှာပဲထားတယ်အရင်လိုနောက်အဝေးမဆုတ်ထားဘူးရှေ့ကိုကတ်ထားတော့နောက်ဆုတ်မရဘူးရှေ့ကိုကျင်းလိုက်တာဗောလေရှေ့ကိုကျင်းတာအဲ့လိုတော့လုတ်ခဲ့တယ်ဆိုပြီးတော့သတင်းတွေထွက်နေဗောနော်ဟုတ်လားမဟုတ်လားတော့ကျွန်တော်ကအတိအကျသူဘုတ်အကွာဝေးဘယ်လောက်ထားလဲဆိုကျွန်တော်လည်းမသိတော့ဟိုပြောလို့မရဘူးဗျာဒါဖြစ်နိုင်ချေရှိရလို့ကျွန်တော်စင်စားလို့ရတယ်အထဲမှာပါတယ်ဟုတ်တယ်အဲ့ဒါလေဖြစ်နေပါဆိုကျွန်တော်ဒီနောက်ပိုင်းပိုက်ချုပ်ချင်းမြန်မာပိုက်ပိုက်ချုပ်ချင်းဘွဲတွေဆိုလို့ရှိရင်အဲ့ဒါလေးကြည့်ကြည့်တာသူက ဒီစီးပြင်မှာအလို၃ပီစီ၄ပီစီရှိတယ်စာဝင်စီးကြလေအဲတော့ဆုံးဆုံးပြောလို့ဘာလို့လဲဆိုတော့အချိန်ယူလို့မရအောင်ကန့်တတ်တာဇီးရအချိန်ယူလို့မရအောင်၄ပီဆိုရင်အချိန်ပူပါတယ်၃ပီစီထဲမှာဆိုတော့အဲ၃ပီထဲမှာပဲဆိုတော့ခြေလိုက်နည်းနည်းပဲလမ်းရတယ်ဗျာဆုံးဆုံးအလိုလက်ပြပေါ်ဆိုတော့အဝေးဆုပ်ပြီးတော့လေးပြေးလာစားအဲတော့ဒီကောင်၃ပီစီတွေကပဲဆုံးပြည့်ဆိုလို့ရှိရင်ဒီကောင်အချိန်ကနှစ်လမ်းလောက်ပဲရောက်တော့ပါလေတိတ်မရောက်တော့ဆုံးဆုံးကိုဆုံးဆုံးပြောလို့ပဲအေးဘုတ်ဒီဘေဘုတ်ဒီရှေ့တူလိုက်ဒီကောင်နောက်ဆုံးအချိန်ယူလို့မရတော့ဘူးလေ ဆိုတော့အားလုံးကတကယ်ဟုတ်ဟုတ်တယ်ပေါင်းနေကနေလောက်ပေါင်းနေကလို့လို့ရအဲ့ဒါတွေကတကယ်ပဲလို့ဟိုကကျွန်တော်ဂွာဒီယိုဟာလေမော်ရီညိုဖြစ်လာဟိုမျက်ခင်းမြင်ကိုအာလူအာလူကင်းလို့မျိုးလို့ဘာစီလိုနာလည်းပွဲမှာလေဟုတ်ပါတော့မျက်ခင်းကိုဒီဘာစီလိုနာအဲ့တော့အာလူတော့တီတာကာကိုတွားနေတဲ့အချိန်မှာဘောလုံးကိုမြေအဲ့မြေပြင်မမကစားလို့မရအောင်ကွင်းကိုမာကြောပြီးတော့ဗျာကွင်းကိုဘွက်ထအောင်လှုပ်တာအာလူကင်းလို့လှုပ်ထားရဲဆိုတာမျိုးတွေကျွန်တော်ကြားမှုတာဟုတ်ဆိုဆိုဘယ်လိုပြောပလဲဟိုကိုအဓိကတော့ဘောလုံးမှာနိုင်ပွဲတွေရမှု အကြံထုတ်ကြရင်ねဟိုဘယ်လိုဘတ်စုံတွေပါလာကြတာပေါ့နော်ဟိုနော်ဟိုခြေစွဲနေတဲ့ကစားအုံးပဲဥနောက်နဲ့စဉ်းစားပြီးညံ့ရီပြိုင်ကြတာမှဟိုဘယ်လိုပြောမလဲကောင်းတာတွေရောဆိုးတာတွေရောဟိုမျိုးစုံမျိုးစုံပါလာကြတာပေါ့နော်ပြောရင်းနဲ့ဘယ်လိုပြောမလဲဟိုမှတ်မရလေးထူးထူးခြားခြားလေးတတိယလေးပြောပြသွားလဲကောင်းပါတယ်အဲ့ဒါဖြစ်ဖြစ်ကျွန်တော်လက်ပြီးပေါ်ရတဲ့ ကိုရဘူကျူးသားလာလားဆက်ပြီးဆက်နေကိုရဘူလှုပ်လာဒါလည်းအတွေးခေါ်ပိုင်းဆိုင်အပြောင်းလဲမှုတွေဒါတကယ်လည်းလှုပ်နေကြရတယ်ဖြစ်နေကြတာပဲပေါ့နော်ဆိုတော့ဒီဘက်မှာကိုချင်းညာလည်းဖြစ်ပြောပါတယ်ဒါကိုဖီဘာတော့မှဟိုအမေရိကန်ဘက်ဖလာမှာဟောကမှာကန့်သက်မှုကျူးသားနေဆိုတော့တော့လှုပ်ရပြီနော်အဲအဲ့တော့ဘာဖြစ်ဖြစ်ဒီနေ့ကတော့ထွေရလေးပါးလေးကြီးပြောပြရင်လည်းကျွန်တော်တို့ဘလုံးနဲ့ပတ်သက်တဲ့ဒီဟိုဘလုံးလောကကိုဥဆောင်နေတဲ့လူတွေပေါ့လေဥဆောင်နေရဆိုတာဟို ဘလုံးလောကကိုယင်းနှမြုပ်နေထားတဲ့တတိတွေနေမဟုတ်ဘူးဘလုံးလောကရဲ့ဒီဘလုံးဆိုတဲ့အာကသာဥဆောင်နေတဲ့တကယ်မတ်စတာမိုင်းနေပေါ့လေကိုရှေရဲ့ဘလူအတွေးခေါ်ရင်းနဲ့ဘလူသွားကြီးဘလုံးဆိုတဲ့အာကသာကိုရှင်းတန်းအောင်လုပ်နေရအဲ့လိုလုပ်နေရင်းနဲ့ပဲကိုယ့်ရဲ့ရည်တည်မှုတွေတဲ့နိုင်ပွဲတွေရအောင်ဘလူတွေစိတ်ကူးစိတ်တန်းနေနဲ့ကြော်ဖြတ်နေရဆိုတဲ့အကြောင်းလေးတွေကျွန်တော်တို့တွေးမိသလောက်လေးပေါ့လေဟုတ်ကဲ့ဟိုတီးမိသလောက်လေးတွေပြောကြတာပေါ့နော်အဲ့တော့ကိုစိုးရင်တော့ကိုချင်းကြီးရောဟိုကျွန်တော်ဆွဲထုတ်တဲ့ခေါင်းစဉ်လေးဟုတ်တော်ရှိမှုတော်ရှိလိုက်ပြီးတော့ပြောပြရတယ်လေကျေးဇူးများတင်ပါတယ်နောက်တစ်ပတ်မှပြန်ဆုံကြပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါ channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်များခင်ဗျာကျွန်တော်တို့ဒီနေ့တင်ဆက်ပေးခဲ့တဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ကိုဒီမှာရန်နာခြင်းပါတယ်အပတ်စဉ်တိုင်းစနေတနင်္ဂနွေနေ့တွေညနေ9:40နာရီတိုင်းမှာကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ကိုစောင့်ကြည့်ကြပါလို့ဖိတ်ခေါ်နေတဲ့ကျွန်တော်တို့ဒီနေ့အစီအစဉ်လေးနှုတ်ဆက်ပါတယ်ခင်ဗျာအားလုံးအတွက်ကောင်းမွန်နေ့လေးဖြစ်ပါစေခင်ဗျာ